အာဆီယံစည်းဝေးမှာအာနာရှင်တော်လိုင်းရေးအတွက်မြေပြင်မှာဆောင်ရွက်နေတဲ့တော်လိုင်းအင်အားစုတွေတွားရောက်ဆွေးနွေးဖို့စီစဉ်ထားတယ်လို့ KNPP အတွင်းရေးမှူးကပြောပါတယ်ဒီသတင်းကိုအောင်သူပေးပို့ထားတာပါရှင်မလေးရှားနိုင်ငံမှာကျင်းပမဲ့58ကြိမ်မြောက်အာဆီယံထိပ်သီးအစည်းအဝေးကိုဆီယနာရှင်တော်လိုင်းရေးအတွက်ဆောင်ရွက်နေကြတဲ့တော်လိုင်းအင်အားစုတွေတွားရောက်ဆွေးနွေးကြဖို့စီစဉ်ထားတယ်လို့ကရင်ပြည်မျိုးသားဒုတိယပါတီ KNPP ထွေထွေအတွင်းရေးမှူးဦးအောင်စွမ်းမြင့်ကဒီဝီပီသတင်းထံကိုပြောပါတယ် ဲ့ဒီအစည်းအဝေးကိုအာဆီယံနိုင်ငံတွေကခေါင်းဆောင်နေအပြင်အမေရိကန်၊ကနေဒါ၊အိန္ဒိယစတဲ့နိုင်ငံတွေကခေါင်းဆောင်တွေလည်းတက်ရောက်ကြမှာဖြစ်တာကြောင့်မြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့အခြေအနေတွေကိုဆွေးနွေးနိုင်မှုအတွက်အာနာရှင်တော်လန်ရေးကိုမြေပြင်မှာထဲထဲဝင်ဝင်ဆောင်ရွက်နေကြတဲ့အစိုးရဖွဲ့တွေကတွားရောက်ဆွေးနွေးတာကပိုပြီးတင့်တော်တယ်လို့လည်းဆိုပါတယ်ဒေါ်လာတွေကတော့ကျွန်တော်တို့၄ချိန်မြောက်တော့ကျွန်တော်လုတ်ပြီးပြီပေါ့နော်။ဒါပေမဲ့လည်းကျွန်တော်တို့တိကျတဲ့ဥစ္စာပေါ်ရလာ ကမထွက်သေးပေမဲ့လည်းကျွန်တော်တို့ချင်းချင်းကြားထဲမှာပုံပြီးတော့မှယုံကြည်မှုနားလည်မှုတွေကပုံပြီးမှရရှိရခဲ့တယ်လို့ကျွန်တော်အဲ့လိုနားလည်ပါတယ်နော်တကယ်တကယ်ရှင်ဝင်နေတဲ့လူအမျိုးတွေဒီတာတွေကစစ်ပွဲဖြစ်နေတဲ့ဒီတာတွေဖြစ်တယ်နောက်လူတူတွေကရှစ်ဆောင်နေဘောနဲ့နေရတာကကျွန်တော်တို့ရဲ့ဒေါ်လာကြီးဒီကထိကျုပ်ထားတဲ့နေမျိုးမှာဖြစ်တယ်ပေါ့နော်အဲ့ဒါတို့နိုင်ငံတကာကနေမှာအတိပုလို့ရပါတော့နော်အားလုံးလေးပါပဲ မြန်မာနိုင်ငံမှာစစ်တပ်ကအာဏာသိမ်းခဲ့ပြီးတဲ့နောက်ပိုင်းအာဆီယံအစည်းအဝေးတွေကိုနိုင်ငံပေါင်း၄နိုင်ငံကလက်ခံကျင်းပခဲ့ပြီးဖြစ်ပေမဲ့လက်ရှိအချိန်ထိအဲ့ဒီအစည်းအဝေးကနေအာဏာသိမ်းစစ်တပ်အပေါ်ထိရောက်တဲ့အရေးယူဆောင်ရွက်မှုမျိုးတွေကိုမလုံဆောင်နိုင်ခဲ့ပေမဲ့အာဆီယံဘုံသဘောတူညီချက်၅ချက်ကိုချမှတ်ပြီးလက်ရှိအချိန်ထိအာဆီယံအနေနဲ့အဲ့ဒီသဘောတူညီချက်ကိုဆက်လက်ကင်ဆယ်ထားခြင်းဖြစ်ပါတယ်။ အာဆီယံရဲ့ဘုံသဘောတူညီချက်၅ချက်ကိုအနာသိန်းစစ်တပ်ကလိုက်နာဆောင်ရွက်မှုမရှိပေမဲ့လက်ရှိအာဆီယံလှည့်ကြဥက္ကဋ္ဌတာဝန်ယူခဲ့တဲ့မလေးရှားနိုင်ငံရဲ့လက်ထက်မှာတော့တော်လိုင်းအင်အားစုတွေပါတဲ့တီးခြားသွေးဆုံမှုမျိုးတွေကိုတောင်လှုပ်ဆောင်ခဲ့ပါတယ်။အဲ့ဒီအတွက်ကြောင့်အောက်တိုဘာလ26ရက်နေ့ကနေ28ရက်နေ့ထိမလေးရှားနိုင်ငံမှာကျင်းပမဲ့48ကြိမ်မြောက်အာဆီယံထိပ်သီးအစည်းအဝေးမှာအာနာရှင်တော်လိုင်းအတွက် ကောင်းမွန်တဲ့ဆုံးဖြတ်မှုမျိုးတွေကိုအာဆီယံခေါင်းဆောင်တွေကချမှတ်နိုင်ဖို့တော်လိုင်းအင်အားစုတွေဘက်ကမျှော်လင့်ထားတာပါ။အာဆီယံအဆက်ကြဥက္ကဋ္ဌတောင်းယူခဲ့တဲ့နိုင်ငံမှာအခုလိုကျွန်တော်တို့တော်လိုင်းအင်အားစုတွေကိုနိုင်ငံရေး platform ဖန်တီးပေးတာမရှိခဲ့ဘူးလေ။မလေးရှားလက်ထက်မှာတော့တော်လိုင်းအင်အားစုနိုင်ငံအင်အားစုတွေကိုသူက state holder engagement meeting ဆိုပြီးတော့မှလုပ်ပေးတာအခု၃ချိန်ရှိသွားတယ်။အဲ့တော့ stakeholder engagement meeting နဲ့ လုပ်တဲ့အတွက်ကျွန်တော်တို့ကြီးကဒီသဘောထားတွေပေါ့နော်ဒါတွေသူတို့ရယူနိုင်တယ်ဒီအာဆီယံကိုမျှော်လင့်ချက်အနေနဲ့ကတော့ကျွန်တော်လည်းအများကြီးမျှော်လင့်ထားတာမဟုတ်ဘူးသို့တော့အာဆီယံကလက်ရှိအခြေအနေမှာဘဝပြည်အရေးနဲ့ပတ်သက်ရင်အရင်လိုနေတုံနေတုံနဲ့ပေါ့ဗျာဟိုအလုံးမဖြစ်တဲ့ပုံစံတစ်ခုထိုက်တဲ့နဲ့လုံးဖြစ်မှုတော့သူတို့ချိုးကန်းဆောင်ရမယ်ဆိုတော့ဒါကျွန်တော်တွေ့ရနောက်တစ်ပတ်ထဲမှာကျင်းပမယ့်အာဆီယံစည်းဝေးကိုမြန်မာနိုင်ငံကိုစားပြုအနေနဲ့ အနာသိန်းစစ်ကောင်းဆောင်ဗိုလ်ချုပ်မှုကြီးမဲအောင်လိုင်တက်ရောက်မယ်ဆိုပြီးမလေးရှားနိုင်ငံအခြေဆိုင်သတင်းဌာနတချို့ကဖော်ပြခဲ့ကြပေမဲ့တိတ်မကြခင်အချိန်ပိုင်းအတွင်းမှာပဲအဲ့ဒီသတင်းကိုပြန်လည်ဖြုတ်ချခဲ့ကြပါတယ်အာရှယံကချမှတ်ထားတဲ့ဘုံသဘောတူညီချက်၅ချက်ကိုအနာသိန်းစစ်ကောင်းဆောင်ကမလိုက်နာခဲ့တာကြောင့်2022ခုနှစ်အောက်တိုဘာလတည်းမှာကျင်းပခဲ့တဲ့ အာဆီယံခေါင်းဆောင်များနဲ့ဝင်ကြီးအဆင့်အစည်းအဝေးတွေကိုတက်ရောက်ခွင့်ပိတ်ပင်ခံခဲ့ရပြီးနိုင်ငံရေးအဆင့်မဟုတ်တဲ့ကိုယ်စားလှယ်တွေကိုသာတက်ရောက်ခွင့်ပြုခဲ့ပါတယ်။အဲ့ဒီနောက်ပိုင်းလောင်နိုင်ငံကဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ခဲ့တဲ့အစည်းအဝေးတွေမှာတော့အာဏာသိမ်းစစ်ကောင်စီဘက်ကနိုင်ငံသားရေးဝန်ကြီးဌာနကအကြီးအကဲအရာရှိဒေါ်မာလာတန်းထိုင်နဲ့အမြဲတမ်းအသွင်းဝင်ဦးအောင်ကျော်မိုးတို့ကမြန်မာနိုင်ငံကိုစားပြုအနေနဲ့အစည်းအဝေးတွေကိုတက်ရောက်ခဲ့ပါတယ်။ အခုမလေးရှားနိုင်ငံမှာကျင်းပမဲ့48ကြိမ်မြောက်အာဆီယံထိပ်သီးအစည်းအဝေးမှာတော့အနာသိန်းစစ်ကောင်စီဘက်ကဘယ်သူကိုစစ်လွှတ်မလဲဆိုတာကိုတော့ထုတ်ပြန်ခြင်းမရှိသေးပါဘူးကျွန်တော်အောင်သူပါခင်ဗျာ